ူးချင်ကြီးဒီလိုတငယ်ချင်းတွေနဲ့အတူတူဟိုရှိနေသေးရလဲဒါကံကောင်းတယ်ပေါ့နော်အဲပြောရမယ်ဆိုကျွန်တော်အဲ့ဝါဒနာကလေကျွန်တော် UFO ဘယ်မရခင်အထိကျွန်တော်ကလေအပြင်မှာဘာတယောက်ဆောင်မှမလုပ်ဘူးမလုပ်ဘူးမလုပ်ဘူးဆိုတာကြော်ညာလဲလိုက်မကောက်ဘူးအဲ့နောက်ပိုင်းမှာမှအခြားလုပ်တယ်လုပ်တယ်ဘယ်မှမပြောဘူးပေါ့ကိုမဝါဒနာမပိုင်တော့အဲ့တော့မှပဲဒီโอเคကွာငါရုပ်ကမလှလဲတီးဟိုင်းလုပ်မယ်ဟာဆိုရဲအဲ့လိုမျိုးပြစ်ဝင်လာ အခုရောအရန်ပြောခန့်နေရရုပ်ကြီးပါလဲမင်းဘာရုပ်နဲ့မင်းသမီးလုံးနေရလင်းလို့ပါလားရှင်ပြောခန့်နေရကလေးရအခုအောင်ချက်လူဟာဆလို့ဒီအကုန်လုံးပေါ့နော်အကုန်လုံးကကျွန်တော်နဲ့က2019 ျွန်တော်တို့ဘသူမှဘသူမှမသိခင်ကာလရယ်ပေါ့နော် agent မဟုတ်ဆိုရင်အဲ့ဒီမှာဘသူမှမသိဘယ်ပြောဆိုလဲဘသူမှမသိကျွန်တော်ဆိုရင်ဘသူမှမသိအဲ့ဒီချိန်ကလေးကကျွန်တော်တို့ကတူတူပေါင်းသင်းလာပြီးဒီလမ်းပေါ်မှာတူတူစူးစမ်းလာတဲ့လူတွေဆိုတော့ဟိုသူတို့ပွဲရယ်ဆိုလဲကျွန်တော်အများအားအားပေးတယ်အများအားဝင်းရံဖြစ်တယ်ပေါ့နော်ဆိုတော့ကိုယ်တငယ်ချင်းအရင်ခောက်ခောက်ကြီးတွေပုံလို့ပါ င်တော့ဒါဝမ်းသာစရာကြီးပေါ့နော်အခုဆိုလဲကွာကိုကိုကြိုးစားနေဟိုပြိတ္တိရဲ့လူလေးရောဖြစ်လာကြပြီအရင်တော့ဆိုလို့ရှိရင်ကျွန်တော်တို့မှ အဲ့ဒီကာလာတော့ဆိုအိမ်မက်တွေအများကြီးရှိခဲ့တယ်ငါတို့ရေအာမင်လိုင်းဘာလောက်ကြမလဲပေါ့နော်အဲကျွန်တော်တို့နဲ့58လမ်းဆရာဦးမျိုးမင်းတင်နေတဲ့အင်းနဲ့ဆုံးကြတာကိုဒါကြီးအများကြီးပြောပြခဲ့တယ်အိမ်မက်တွေအများကြီးပြောပြခဲ့ဆိုတော့အခုကျွန်တော်တို့ဖြစ်ချင်တဲ့လမ်းစာလေးရတဖြည်းဖြည်းရရွေးတော့ရွေးနေရပေါ့နော်ဟိုတကယ်သွားချင်တဲ့ level မရောက်သေးဖြစ်မဲ့ရွေးတော့ရွေးနေရပေါ့ဆိုတော့ဝမ်းသာပါတယ်အခုချိန်ကြီးဒီလိုတကယ်ချင်းနေတဲ့အတူတူဟိုရှိနေသေးရလဲဒါကံကောင်းနေပေါ့နော်အဲပြောရမယ်ဆိုကျွန်တော်အဲ့ဝါသနာလေးကျွန်တော် UFO ်ဘွဲမရခင်အထီကျွန်တော်ကလေအပြင်မှာဘာတယောက်ဆောင်မှမလုပ်ဘူးမလုပ်ဘူးမလုပ်ဘူးဆိုတော့ကြော်ညာလဲလိုက်မကဘူးကျွန်တော်အဲ့လို lowkey လေးနေရ lowkey လေးနေဆိုရှက်တာပေါ့နော်ကျွန်တော် interview တစ်ခုမှာဖြေဖွယ်ကျွန်တော်ခုနှစ်တန်းလုံးကပေါင်းတဲ့တငယ်ချင်းတယောက်ကိုပဲပြောပြဘူးတာဒီအကြောင်းကလေငါမင်းသမီးဖြစ်ချင်တယ်ဆိုတော့ဆိုတော့အဲ့နောက်ပိုင်းမှာမှအခြားလုပ်တယ်လုပ်တယ်ဘယ်မှမပြောဘူးပေါ့ကိုမွာလနာမပိုင်းတော့အဲ့တော့မှပဲဒီ okay ကွာငါရုပ်ကမလှလဲတီးဟာလုံးမယ်ဟာဆိုပြီးအဲ့လိုမျိုးပြစ်ဝင်လာအဲ့လို ်အခုတော့ရန်ပြိုခန့်နေရရုပ်ကြီးပါလဲမင်းဘာရုပ်နဲ့မင်းတပီလုံးနေရလင်းလို့ပါလဲရန်ပြိုခန့်နေရကလေးရဆိုလူမသိသူမသိတယ်လည်းမဟုတ်ဘူးကိုကတော့တီးချဒါပေမဲ့အဲ့လိုအဲ့လိုနေဟိုတကြောင်တော့ဝိုင်းပြောအဲ့လိုဟိုရုပ်ရှင်နေရလို့ဝိုင်းကြိုက်ကြရတော့ဒီမှပြောလို့မပါဘူးအော်ပါမပါမပါအခုလည်းမရှိဘူးတကယ်မရှိရမှာတကယ်မရှိရကျွန်တော်ကြတော့လေ ကျွန်တော်ဆိုညီကိုလိုပေါင်းတာများရဲ့အကုန်လုံးကလေအကုန်ပေါင်းနေတဲ့ငွေချင်းရဲ့အကုန်လုံးအမတို့မဲချီချီအင်တာဗျူးကသူတို့ကကျွန်တော်ယောက်ျားလိုပဲမြင်တာအကုန်လုံးပဲအညီကိုလိုပေါင်းတာများအကုန်က pro တွေဖြစ်နေတယ်ဖွင့်ဖွင့်လေဆိုအဲ့ချိန်တော့ဆို TikTok ဖွင့်လေအဲ့ဟာတွေပဲ ့တတ်တဲ့ဟာတော့အဲ့ဒါပထမဆုံးဘဝမှာဖြစ်ပူတာပေါ့နော်ကျန်တာကျတော့အဲ့လိုဟိုနနေဒီနနေပေါ့ရုပ်ရှင်နေဆိုလဲကြည့်ရလူကတိရမကြည့်ရတော့မသိအဲ့တချင်းကျတော့ဒါဟိုတော်တော်များများကြီးဟိုအသ ောက်ဝါတချင်းဆိုမှတ်တိုင်ကတော့အဲ့ဟာလို့ပြောလို့ရအခုထိကိုကျွန်တော်တို့တငယ်ချင်းတွေကကောင်းပါလေးဆိုနှုတ်ဆက်နေကြတယ်ပဲစက်တော့ဆက်နေထိုင်နေကျွန်တော်ထိုင်ပြီးတို့တငယ်ချင်းကိုဖွင့်နေကြတော့မှာပေါ့နော်ဆိုတော့ကျွန်တော်ကအကိုဖြိုးတော်မှာသွားပြီးဒီထိုင်မှာ support လိုက်တယ်တိတ်တောင်မကြသေးတပတ်တစ်ပတ်လောက်ပဲရှိတယ်အခုလို့ဟိုဘဝဟိုလို့ပြောင်းလဲစေမဲ့တချင်းလေးဖန်တီးပေးဖို့ကျွန်တော်သွားပြီးချီးကျတာပြီဟုတ်ကောစိတ်ထဲမှာလေအဲ့လိုကိုတော့ချင်တဲ့နေရာမရောက်သေးဘူးပေါ့နော်တော်တော်ရုံမရောက်သေးရပါဒါပေမဲ့ ဟိုဘောသူဆိုအားလည်းတစ်ချိန်လုံးလေကိုအမြင်မဲ့ကြည့်ပြီးရောဟိုစိတ်သက်သာနေလို့မရဘူးเนาะကိုကအခုနည်းနည်းပပရိုက်နေရတယ်အဲ့တော့ကိုတော့မမြင်ရသေးတဲ့လူတွေလည်းရှိရဲအဲ့ဒါနဲ့ပဲ okay ငါဆက်စူးစမ်းမယ်ဆိုတဲ့အနေထားမှာပဲကျွန်တော်စူးစမ်းနေပါတယ်ဆိုတော့အဲ့ကျွန်တော်ကလေ2016ထဲကကျွန်တော်ဒီလုပ်ကိစ္စလုပ်တာပေါ့เนาะ ဒါပေမဲ့အဲတော့ကျတော့ကျွန်တော်အများနဲ့ပြောခဲ့ဆိုကျွန်တော်မှာကကြောထောက်နောက်ခံမရှိဘူးကျွန်တော်မျိုးထဲမှာလည်းဒီအလုပ်ကိုလုပ်တဲ့လူတွေမရှိဘူးပေါ့နော်ကျွန်တော်ဒီချဲတင်မိုးလန်တင်တဲ့ကနေစပြီးတော့ဒီလောကတွေကိုကူးတာပေါ့ဆိုတော့အဲ့ရနေတဖြည်းဖြည်းနဲ့ကျွန်တော်2019လောက်မှ stream လုပ်ဖြစ်တာအဲ့ဒါလည်းဒီလိုပဲကျွန်တော် counter ပြစ်တယ်ဆိုတော့ stream နဲ့ online မှာလူတိသွားတာပေါ့နော်အဲ့တော့လေဟိုကျွန်တော်ရဲ့ဒီ2016မှာလောက်လာခဲ့တဲ့အလုပ်တွေတော်တော်အများကြီးတော့သူဟိုပို့ပြီးတော့လူသိစရာပေါ့နော် ကျွန်တော်တချင်းတတော်များနားထောင်နေဒါပေမဲ့ကျွန်တော်ငငယ်တော့အဓိကနားထောင်ဖြစ်တာကဒါကိုစွန်ဆိုင်ခန်းလိုင်းကိုထွန်းထွန်းအဲကိုရဲလေးလက်ပါတယ်ပေါ့နော်နောက်ပြီးအစုံမဲ့ကျွန်တော်ဟိုအရင်တော့ဆို underground လို့ပြောရမလား CD လေးနဲ့လေအပြစ်မဒီတိုင်းထွက်လာတဲ့လေ 9mm တော့ခစ်ထဲကကျွန်တော်အဲ့လိုမျိုးသချင်းတင်ထားတယ်ဆိုတော့ကျွန်တော်တော်တော်များများတော့အထောက်ပိုင်းဟုတ်ကျွန်တော်ငငယ်တဲ့ကာရာအိုခေမှာ rap ပဲဆိုတာ rap ပါ Lucky rapper လေးပါကိုထုံးကိုတွေ့ကြတယ်ပြောဖြစ်တယ်ကိုထုံးရဲ့ fan တစ်ခွေလုံးတွေ့ရတယ်ဆိုကိုထုံးကသချင်းတစ်ပုဒ်ဆိုခိုင်းတယ်ကျွန်တော်ကျွန်တော်ဘက်ကောက်ဘက်ကတောင်းကလေးဟိုပါနဲ့ကလေးရဲ့နေရာအိမ်မှာဆိုပြလိုက်တော့ယုံသွားတယ်